ကလေးများအတွက်ပိဋိဒုက္ခ page ကနေပြန်လဲကြိုဆိုပါရစေ။ဒီကနေ့မှာတော့ကလေးတွေမှာပါဇက်အတွင်းမှာအပူနာတွေဖြစ်တယ်ဆိုရင်ဘယ်လိုပြုစုပူဇော်မှုလုပ်ပေးရမလဲဆိုတာကိုပြောပြပြီးတော့မှဖြစ်ပါတယ်။ဒီမှာတော့ကလေးတစ်ခုဆေးအောင်နဲ့ဒေါက်တာပြဖြူအောင်ဖြစ်ပါတယ်။ကလေးတွေရဲ့ပါဇက်အတွင်းမှာအပူနာလေးတွေဖြစ်ပြီးဆိုလို့ရှိရင်ပြုစုပူဇော်မှုဘာကြောင့်များများဆန်းဆန်းလုပ်ပေးတယ်လဲဆိုရင်ရောင်ရမ်းတာနာကျင်တာတတဆီဖို့အစာကောင်းကောင်းဝင်မှုနဲ့အချိန်အချိန်တူအတွင်းမှာ ရောက်ခင်းစေဖို့အတွက်ရည်ရွယ်ပြီးလုပ်ပေးရခြင်းဖြစ်ပါတယ်။အဓိကတော့ဂရင်းတန်ရှင်ကိုဂယုစိုက်ပေးရပါတယ်။ကလေးတွေစိတ်ဖြည့်စည်းစေတဲ့အရာတွေကိုအတတ်နိုင်ဆုံးရှောင်ကျင်ပေးရမှာဖြစ်ပါတယ်။အေးဝါးဝါးသိပ်ပါ။ရေများများတိုက်ပေးပါ။ရေခက်အေးလေးတိုက်ပေးပါ။ရေခဲကတားမျိုးလေးတွေလုပ်ပေးနိုင်ပါတယ်။နူးညံ့ပြုတ်အေးတဲ့အစားအသောက်တွေသာကြွေးပါ။ make shake လို့ခက်အေးအေးလေးတွေတိုက်ပေးနိုင်ပါတယ်။စီကြော်တွေကြွေးတာစီကြော်တွေစားတာကိုရှောင်ပါ။ ်ဦးလုံးဆက်လုံးငန်လုံးချင်းလုံးအရာသာပြင်းပြင်းလေးလို့ကရောင်းရမှာဖြစ်ပါတယ်စားငရည်နဲ့ပြုလုပ်ခြင်းနာမျိုးလေးတွေလုပ်ပေးနိုင်ပါတယ်ကလေးကြီးတွေမှာဆိုရင်ဂရင်းသန့်ရှင်ရည်စည်ရည်လေးတွေတုံးပြီးတော့အဲ့ဒါပြုလုပ်ခြင်းနာမျိုးလုပ်ပေးနိုင်ပါတယ်သွားတိုက်တယ်ဆိုလို့ရှိရင်ဖြင်းညင်းစွာတိုက်ရမှာဖြစ်ပါတယ် folic acid B12 vitamin C zinc ပါတဲ့ vitamin vitamin A တွေတိုက်နိုင်ပါတယ် နာသက်သာစေဖို့အတွက်ပါရာစီတမောဦးကလေးရခန္ဓာကိုယ်လေးချိန်နဲ့တခြားတွက်ပေးပြီးတော့6နာရီကြာတစ်ချိန်တစ်နေဦး၄ချိန်တိုက်ပေးနိုင်ပါတယ်။ပတ်ဆက်တွင်ဂရင်းအပူနာလေးအတွက်လင်းစေးတွေအနည်းငယ်ရတော့ quadra gel, dandy gel, ori paste, site gel နဲ့ channel lock ပါပောင်ပစ္စည်းတွေတော့မတူကြပါဘူးเนาะအဆင်ပြေလက်နှမ်းမီယာကိုစတင်မီလေးမိနိုင်ပါတယ်။စေးလေးနဲ့အခါမှာ ုနာချက်တောင်လေးသုံးပြီးတော့စီးရင်းနဲ့ငွေကိုယူပြီးတော့ရင်အနာလေးပေါ့အုံမီးထားလိုက်ရမှာဖြစ်ပါတယ်။နာကျင်မှုတက်တာသွားပြီးအာ35မိနစ်မိနစ်20တိုင်တဲ့အချိန်မှာအစာရေစာစတင်ကြွေးလို့ရမှာဖြစ်ပါတယ်။ဘာဖြစ်ဘူးတဲ့သူတွေနောက်ထပ်ထပ်ပြီးမဖြစ်စီဖို့အတွက်လေ brain အတွင်းသားတွေကိုပေါက်ပြဲစေနိုင်တယ်။အာလူးကျော်၊မမုံကျော်အစာရန်စီကျော်တွေကိုရှောင်မှာဖြစ်ပါတယ်။မတည့်တဲ့အစာကိုရှောင်မှာ စိတ်ဖိစီးမှုတွေအောင်ထားပြရမှာဖြစ်ပါတယ်။ sodium lauryl sulfate လို့ခေါ်တဲ့ SLS ပါတဲ့သွားလိုက်စေးတွေကိုရှောင်ပြရမှာဖြစ်ပါတယ်။အားလုံးပဲအဆင်ပြေပါစေ။